ယောဂီတို့ဘုံဘုံတို့ယောဂီတို့ဟာယခုဖြစ်နေတဲ့ရှင်နေအလုံးကိုမနဲ့ပြန်မှန်လေးပဲဒီအတိုင်းလာလိမ့်မယ်လို့ပုံသေးတွက်တာနောက်တလောလေးပဲဒီအတိုင်းပဲသွားမှန်လို့ပုံသေးတွက်တယ်နောက်တနေ့မှလေးဒီအတိုင်းဒီရှင်နေဒီအခွင့်ရေးပဲလို့သွားပြီးတော့ပုံသေးတွက်တာ နောက်ငါနှစ်စစ်နှစ်မှလည်းပဲဒီအတိုင်းလာမှန်ပဲလို့ပုံသေးတွေ့တာအဲ့ဒါဒီပြတနာပဲအဲ့ဒါပြတနာပဲယောဂီတို့တွေ့ပုံတွေ့နီးလွေးနေပါခက်ခဲလို့လားဆိုရင်ဒါလို့မဟုတ်ပါနောက်တလမှာဒီခန္ဓာကိုဒီရှင်နေဟုတ်ရှင်မဟုတ်ပဲဆိုတာလူတိုင်းသဘောပေါက်တယ် နောက်တစ်နှစ်မှလည်းပဲဒီခန္ဓာကိုဒီရှင်နေဒီလိုခွင့်ရေးဆိုဒီလိုခွင့်ရေးမျိုးရဖို့ဆိုတာဖြစ်ရှင်မှဖြစ်နိုင်ဒါကြောင့်ယောဂီတော့နောက်မနေ့ပြန်လည်းမသေးချာသလိုနောက်တစ်ဘက်မှလည်းမသေးချာဘူးနောက်တစ်လနောက်တစ်နှစ်မှလည်းဒီအခွင့်ရေးဒီရှင်နေမျိုးရလိမ့်မယ်လို့ဘောဇေကိုမသေးချာဘူး မသေးရှာတာကကိုယ်စီကိုယ်ရခိုင်နှုတ်သေးရှာတာကတစ်ပဲရှိတစ်ဆိုတာတော့တော်တော်လေးများနေပါဒါဖြင့်ယောဂီတို့ဒီမှာဘုရားဓမ္မလုပ်ငန်းတွေကို ပြင်းကြီးတဲ့အခါမှာဘာကိုတွေးရမလဲ။အော်ယခုအရှင်ဒီအကောင်းဆုံးမနဲ့ပြန်ဆိုတာမသေးကြဘူး။ ယခုလောရှင်မျိုးမနဲ့ဖန်မနဲ့ပြန်ပေးနိုင်ဖို့ဆိုတာမလွေပါရို့လားနောက်တလနောက်တဖန်မှပေးမေဆိုတာလေးမဖြစ်နိုင်ပါရို့လားမသေးချဘူးမဖြစ်နိုင်ဘူးနောက်တနှစ်မှဆိုရင်လေဒီရှင်နေမျိုးဒီစိတ်မျိုးယောဂီများမသေးချဘူးနော်မသေးချဘူးဒါကြောင့်အဲ့ဒီလိုပြင်ကြီးတဲ့အခါတိုင်းမှာပြည့်စုံပါရှင်ဒီအကောင်းဆုံးပဲ နောင်စောတာမသေးချာပါရောလားလို့အဲ့ဒီလိုလေးနှလုံးသွင်းလိုက်ရင်ယောဂီတို့ဒါတော်တော်လေးတလုံးလေးနဲ့တော်တော်လေးထိရောက်ပါလေတနေ့နဲ့တနေ့တော့ယောဂီတို့အခွင့်အရေးရပုံချင်းမတူတော့ယောဂီတို့ကြည့်လိုက်တခြားလေးကိုကိုကိုနှလုံးသွင်းကြည့်လိုက်မတူဘူးမတူဘူး